ါပါရှင်ကျမကတော့ဂျာမုံပါအောက်တိုဘာ28ရက်နေ့အတွက်နိုင်ငံတကာသတင်းထည့်ရတွေကိုတင်ဆက်ပေးပါမယ်ရှင်မြေရှားတပ်တူတွေပူးပေါင်းတူးဖော်ဖို့ထရမ့်နဲ့ဂျပန်ဝန်ကြီးချုပ်တဲ့လက်မှတ်ရေးထိုးလိုက်ပါပြီ အခုနှစ်ရက်အာအပြင်းဆုံးမုန်တိုင်းကြီးကဂျမေကာနိုင်ငံစီဦးတည်နေတာပါ American စစ်သင်္ဘောကိုတိုက်ခိုက်ပြီးလက်တယ်ပုံချဖို့ CIA ကြံစီခဲ့တယ်ဆိုပြီး Venezuela ဆွဆွဲထားပါတယ်သတင်းအပြည့်အစုံကိုနားဆင်ရမှာပါဂျပန်နိုင်ငံခရီးစဉ်အတွင်း American သမ္မတ Donald Trump က အသက်ဆက်ဆက်ဂျပန်ဝန်ကြီးချုပ်ဆာနေတာကန်ချီနဲ့အတူနှစ်နိုင်ငံတက်တူပူးပေါင်းဒူးဖော်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အောက်တိုဘာ28ရက်နေ့မနက်ပိုင်းကတိုချိုမှာသမ္မတထရမ့်ကိုအဲကန်ကြိုဆိုခဲ့ချိန်တာကန်ချီကသူ့ရဲ့နိုင်ငံဟာအမေရိကန်နဲ့ဆက်ဆံရေးရွှေခေတ်ကိုထူထောင်ဖို့စိတ်ပိုင်းဖြတ်ထားကြောင်းပြောကြားခဲ့ပါတယ်။တာကန်ချီဟာဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်ပြီးခဲ့တဲ့သတင်းပတ်ကမှကြမ်းတစ်စာကျင်းဆိုခဲ့သူဖြစ်ပါတယ်။ Trump နဲ့တာကန်ချီတို့လက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်က ခေတ်သစ် electronic ပစ္စည်းတွေစစ်လက်နက်တွေထုတ်လုပ်ရေးမှာမရှိမဖြစ်ရေးပါလာတဲ့မြေရှားတတူကုန်ချမ်းတွေတူးဖော်ထုတ်လုပ်ရေးနဲ့တန်းစင်ရေးဆိုင်ရာပူပေါင်းဆောင်ရွက်မှုတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။စာချုပ်ရဲ့ရည်ရွယ်ချက်ကကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာအတွက်အရေးပါဆုံးလိုအပ်တဲ့ဓာတ်တတူပစ္စည်းတွေကိုနှစ်နိုင်ငံစလုံးရေရှည်မှဖူးဖူးလုံလုံရရှိနေစေဖို့ဖြစ်တယ်လို့နှစ်ဖက်အစိုးရတွေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။တာကန်ချီကတော့ Trump နဲ့တွေ့ဆုံချိန်မှာ နှစ်နိုင်ငံဆက်ဆံရေးရွှေခေတ်ကိုထူထောင်ဖို့တန်ိတ်ထန်ချထားကြောင်းနဲ့အဲ့ဒီကာလအတောအတွင်းဂျပန်ရောအမေရိကန်ပါပုံမအားကောင်းလာပုံမကြွယ်ဝလာကြမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဆွေးနွေးမှုတွေအတွင်းမှာတော့တာကန်ချီကသူဟာလာမယ့်နှစ်နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်ထရမ့်ကိုအဆိုပြုထောက်ခံသွားမယ့်အကြောင်းကတိပြုခဲ့တယ်လို့လည်းအင်ဖြူရောကကြေညာခဲ့ပါတယ်။တတူတူဖော်ရေးကိစ္စစာချုပ်ချုပ်ဆိုအပြီးတာကန်ချီနဲ့အတူပြုံးပြုံးရွှေရွှေဓာတ်ပုံတွဲရိုက်ခဲ့တဲ့နောက်ထရမ့်ကအမေရိကန်နဲ့ဂျပန်ဆက်ဆံရေးဟာ အားအကောင်းဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ချီးကျူးခဲ့ပါတယ်။သူကတာကန်ချီဟောင်ဂျပန်ရဲ့အထက်မြတ်ဆုံးဝန်ကြီးချုပ်တဦးဖြစ်လာလိမ့်မယ်လို့ယုံကြည်ကြောင်းလဲဆိုပါတယ်။ဂျပန်မှာတာကန်ချီလိုထူးချွန်တဲ့အမျိုးသမီးကောင်းဆောင်တဦးရှိလာတာကတကယ့်ကိုအရေးကြီးတဲ့အခြေအနေတစ်ခုလို့လဲထရမ့်ကပြောပါတယ်။နောက်တော့လက်မှတ်ရေးထိုးတဲ့အခမ်းအနားကျင်းပရာခမ်းမဆောင်တဲ့ကို1989နဲ့1983ခုနှစ်တွေတော်တွင်မြောက်ကိုရီးယားအေဂျင့်တွေရဲ့အထမပြန်ပေးဆွဲတာခံခဲ့ရတဲ့ဂျပန်နိုင်ငံသားတွေရဲ့မိသားစုဝင်တွေက ဝင်ရောက်လာခဲ့ကြပါတယ်။အဲ့ဒီတုန်းကအနည်းဆုံးဂျပန်နိုင်ငံသား18ဦးလောက်ပြန်ပြီးဆွဲခံရပြီးလက်ရှိအချိန်ထိဂျပန်နဲ့မြောက်ကိုရီးယားကြားဖြည့်ရှင်းလို့မရသေးတဲ့ပြဿနာအဖြစ်ရှိနေပါတယ်။ထရမ့်ကသူ့ရဲ့အမေရိကန်သမ္မတပထမသက်တမ်းအတွင်းအဲ့ဒီပြန်ပြီးဆွဲခံရသူတွေရဲ့မိသားစုတွေနဲ့တွေ့ဆုံခဲ့ပူသလိုအခုတစ်ချိန်တွေ့ဆုံမှုမှာတော့ပြန်ပြီးဆွဲခံရသူတွေလွတ်မြောက်စေရေးအစွမ်းရှိသမျှစူးစမ်းသွားမယ်လို့ကတိပြုခဲ့ပါတယ်။ထရမ့်ဟာ၅ရက်ကြာအာရှခီးစဉ်အဖြစ် လေးရှားနဲ့ဂျပန်တို့ကိုရောက်ရှိခဲ့ပြီးအဲဒီကနေတောင်ကိုရီးယားကိုခရီးဆက်မှာဖြစ်ပါရရှင်။ဂျမေကာနိုင်ငံစီဥတီ၍ရှားနေတဲ့ Hurricane Melissa ကအခုနှစ်ရဲ့အင်အားအပြင်းထန်ဆုံးမုန်တိုင်းဖြစ်လာနေတယ်လို့သိရပါတယ်။ American မိုးလေဝသပညာရှင်တွေကမုန်တိုင်းရဲ့နောက်ဆက်တွဲဖြစ်လာမယ့်ရာသီဥတုကြမ်းတမ်းပြင်းထန်မှုတွေဟာအရန်ဆိုးနိုင်ပြီးဂျမေကာကမ်းရိုးတန်းကိုမုန်တိုင်းဒီရေလိုင်းတွေအပြင်းအထန်ရိုက်ခတ်လိမ့်မယ်လို့သတိပေးထားပါတယ်။ Caribbean ပင်လယ်ထဲမှာရှိတဲ့ကျွန်းနိုင်ငံကို Hurricane Melissa က လာမယ့်36နာရီအတွင်းဖြတ်သန်းဝင်ရောက်ဖို့ရှိနေပါတယ်။မုံတားရဲ့လေတိုက်နှုန်းကတနာရီ195မိုင်လောက်ထိပြင်းထန်လာနေပြီး category 5အဆင့်အားအကောင်းဆုံးမုန်တိုင်းမျိုးဖြစ်လာခဲ့ပါတယ်။မုန်တိုင်းရွေးရှားဖြတ်သန်းတဲ့အချိန်ကြောင်းဟေတီနဲ့ဒိုမီနီကန်နိုင်ငံတွေမှာအ ਨੇ ဆုံးလူ၄ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။မုန်တိုင်းကတိုက်ခတ်နှုန်းပြင်းသလောက်ရွေးရှားတဲ့မြန်နှုန်းကြတော့နှေးပါတယ်။အထက်ဘက်ကတော့မုန်တိုင်းဖြတ်သန်းတဲ့လမ်းကြောင်းတစ်လျှောက်ဒေသတွေဟာဆိုးရွားပြင်းထန်တဲ့ရာသီဥတုတန်းကို ပို့ပြီးအချိန်ကြာကြာခန်းစားရမယ်ဆိုတာပါပဲ။ American ရဲ့အမျိုးသား Hurricane Center NHC ကတော့လေတိုက်နှုန်းပြင်းထန်မှုအရမဲလစ်ဆာဟာကမ္ဘာပေါ်မှာအခုနှစ်အတွက်အားအကောင်းဆုံးမုန်တိုင်းဖြစ်လာတယ်လို့ပြောကြားခဲ့ပါတယ်။အောက်တိုဘာ29ရက်နေ့ထိအချိန်ဒီအရမဲလစ်ဆာဟာဂျမေကာမြို့တော် Kingston ရဲ့အနောက်တောင်ဘက်144မိုင်အကွာမှာရှိနေခဲ့ပြီးဂျမေကာဘက်ကိုဖြည်းဖြည်းချင်းရွေ့ရှားလာစေပါ American အမျိုးသား Hurricane Center ရဲ့ကြေညာချက်မှာတော့မုန်တိုင်းကြောင့်ဖြစ်ပေါ်လာမဲ့ မိုးတဲတဲထန်တန်ရွာသွန်းမှုတွေလေပြင်းတိုက်ခတ်မှုတွေနဲ့လှိုင်းရိုက်မှုတွေကလူအသက်တွေကိုချိန်းချောင်နိုင်ပြီးအတိုင်းအတာကြီးမားတဲ့ပျက်စီးမှုတွေနဲ့ကြုံတွေ့စေနိုင်တယ်လို့သတိပေးဖော်ပြထားပါတယ်။ဂျမေကာအစိုးရဟာမုန်တိုင်းတန်အဆိုးဆုံးခံစားရနိုင်ခြေရှိတဲ့နေရာတွေမှာယာယီခိုလုံရေးစခန်း900နီးပါးကိုစီစဉ်ပေးထားပြီးကေဆေးကြီးအဖွဲ့တွေကိုလည်းကြိုတင်တက်လှမ်းထားပါတယ်။ဂျမေကာဝန်ကြီးချုပ်ကလည်း NDA ဇုံတွေမှာနေထိုင်တဲ့ဒေသခံတွေအနေနဲ့အာနာပိုင်တွေရဲ့စီစဉ်ပေးမှုမှာပူးပေါင်းပါဝင်ပြီး အမြန်ဆုံးကြိုတင်ရွှေ့ပြောင်းကြဖို့လူမှုကွန်ရက်ပေါ်မှာတိုက်တွန်းရေးသားခဲ့ပါရရှင်။ American စစ်သင်္ဘောကို Venezuela ကတိုက်ခိုက်တယ်လို့မျိုးလောက်ကျန်ဖန်တီးမဲ့ American ဗဟိုထောက်လှမ်းရေး Agency CIA ရဲ့အစီအစဉ်ကိုဟန်တားနိုင်ခဲ့ကြောင်း Venezuela ကဆိုပါတယ်။ October 29ရက်နေ့မှာ Venezuela အာဏာပိုင်တွေက CIA ထောက်ပံ့ပေးထားတဲ့လျှို့ဝှက် cell တစ်ခုကိုဖောက်ထုတ်ပြီးအဲ့ဒီ Agency ကိုဟန်တားနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ CIA ကပံ့ပိုးပေးထားတဲ့ cell ဟာ ကာရေဘီယံပင်လယ်ပြင်တောင်ပိုင်းမှာဖြန့်ကျက်ထားတဲ့ American စစ်သင်္ဘောကိုတိုက်ခိုက်ပြီး Venezuela လက်ချက်အဖြစ်ပုံချဖို့ကြံစီထားတယ်လို့ Venezuela ထောက်လှမ်းရေးတွေကဆိုပါတယ်။အပြစ်ပုံချမဲ့အကြံစီအတွက် CIA ကရွေးချယ်ထားတဲ့ပြစ်မှတ်ဟာ American ရဲ့ပဲ့ထိန်တုံးကြီးတပ်ဖြတ်သင်္ဘော USS Gravely ဖြစ်တယ်လို့ Venezuela ကအခိုင်အမာ ပြောပါတယ်။အဲ့ဒီသင်္ဘောဟာအောက်တိုဘာ26ရက်နေ့တုန်းက Trinidad နဲ့ Tobago နိုင်ငံမှာကန့်ကွက်ရန်နာထားခဲ့ပါတယ်။ ။အဲ့ဒီနေရာကဗင်နီဇွဲလားကုန်းတွင်းပိုင်းကိုဒုံးကျည်တွေနဲ့ပြစ်ခတ်နိုင်လောက်အောင်လက်လန်းမိပါရယ်။ CIA ကတော့ဗင်နီဇွဲလားဘက်ကဆွဆွဲမှုနဲ့ပတ်သက်လို့တခုခုတုံ့ပြန်မှတ်ချက်ပေးတာမျိုးမရှိပါဘူး။ American သမ္မတ Trump ဟာဗင်နီဇွဲလားအပေါ်ရန်လုံမှုတွေတိတိတသားပြသနေတယ်လို့ Caribbean မှာစစ်အင်အားစုဝေးဖြန့်ကျက်ထားမှုကလည်းသမ္မတ Nicolas Maduro ရဲ့ Venezuela အစိုးရအတွက်တော့စိုးရိမ်မှုတွေကိုမြင့်တက်လာစေပါတယ်။ Trump က Maduro ကိုမူရမောင်ကိုဂိုင်းကောင်းဆောင်တအူးလို့ဆွဆွဲပြီး ဒေါ်လာတန်း90စုငွေထုတ်ထားပါတယ်။ဒါအပြင်အမေရိကန်စီမူရစေးမှောက်ကိုတင်ပို့နေတဲ့ရေရင်တွေလို့ဆဆွဲပြီးဗင်နီဇွဲလားလှေတော်တော်များများလဲကာရေဘီယံပင်လယ်မှာဂျားဖြတ်တက်ခိုက်ဖြက်စီးပစ်ခဲ့ပါတယ်။ဗင်နီဇွဲလားမှာမာဒူရိုရဲ့အစိုးရကိုဖြုတ်ချဖယ်ရှားဖို့ကြံစည်နေတဲ့ဆိုတဲ့ထင်ကြီးတွေကိုတော့ထရမ့်ကညှင်းဆို့ထားပါတယ်။ဗင်နီဇွဲလားရဲ့မူရစေးဝါမှောက်ကိုဂိုင်းတွေကိုတိုက်ဖြတ်ဖို့ဆိုတဲ့အစီအမံအရအမေရိကန်စစ်တပ်ဟာကာရေဘီယံမှာစစ်သင်္ဘော9စီးနဲ့ မက္ကဆီကိုပင်လယ်ကွင်းမှာစစ်သင်္ဘောတစ်စီးဖြန့်ကျက်ထားပါတယ်။ဒါတင်မကသေးပဲကမ္ဘာပေါ်မှာအကြီးမားဆုံးလေယာဉ်တင်စစ်သင်္ဘောကြီးဦးဆောင်တဲ့တိုက်ရရင်အုပ်စုကလည်းမကြခင်ကာရေဘီယံပင်လယ်ပြင်စီရောက်ရှိလာမယ်လို့အမေရိကန်ရဲ့ပင်တဂွန်စစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။